Ultrasound hope. ဖေခိုဟုခေါ်သည့်အတန်လိုင်းသုံးမျက်စိအတွင်းတိမ်ခြေဖက်မှုမှာလက်ရှိအချိန်၌လူအများကြား၌ရေပန်းစားနေသည့်ခင်မီနီးစနစ်ဖြစ်ပါသည်ရက်တနီမျက်စိဆေးရုံမှမျက်စိအမြင်အာယုံပိုင်းဆိုင်ရာဆရာဝန်များမှနေ၍သင်တသက်တာလုံးသင်နှင့်အတူတည်မြဲရှိနေစေမိအရေးသွေးမီမျက်စိမှန်ဘလူးကို မျက်လုံးထဲသို့ထက်သွင်းပေးပါမည်မျက်လုံးတိမ်ခြေဖက်ခွဲစိတ်ကုသမှုကိုခံယူပြီးနောက်လူနာသည် ပုံမှန်ကတိနိဗ္ဗာန် ိုင်အိမ်တို့ပြန်၍နားနေလျက်မိမိဘာသာ သွာလာမှုနှင့်လှူရှားမှုများပြုနိုင်ပါသည်ခွဲစိတ်ကုသမှုမခံယူခင်ပုံမှန်တောင်းနေကြဆေးဝါးများနှင့် မိသည့်အစားအသောက်မျိုးကိုမဆိုရှောင်ကြည်စရာမလိုပဲစားသောက်နိုင်ပါသည်ခွဲစိတ်ပြီးနောက်လူနာသည်ရေချိုးနိုင်တော်လဲမျက်လုံးထဲသို့ရေမွေနေစရန်တတိပြုရပါမည်ခေါင်းလျှော်လိုပါကခေါင်းလျှော်ဆိုင်သို့သွား၍ခေါင်းလျှော်နိုင်ပါသည် မျက်လုံးတိမ်ချေဖြက်ခွဲစိတ်ကုသမှုခံယူပြီးနောက်အောက်ပါအချက်3ရက်ကိုတင်းကျပ်စွာ လိုက်နာပေးရပါမည်အချက်1မျက်လုံးထဲသို့ရေမဝင်စေရန်ခွဲစိတ်ပေးသူဆရာဝန်ကြီးညွန်ကြားချက်နှင့်အညီခွဲစိတ်ပြီးနောက်14ရက်မှ28ရက်အတွင်း၌မျက်နှာသိရန်အတွက် မျက်နာတုပ်ပွားကိုရေဆွတ်၍၆သွေအောင် ရေနှင့်ထုတ်လျက်မျက်နာကိုတုပ်ပေးနိုင်ပါသည်ရေသည် ယောဂပိုးမွားညင်အညစ်အကြေးများကို မျက်လုံးထဲသို့ဆောင်ကျဉ်းလာပြီးယောဂကူးစက်နိုင်သောကြောင့်ခွဲစိတ်ပြီးနောက်ချက်ချင်းရခင်ပုံမှန်နီလန်အတိုင်းမျက်နာသိရန်မတင့်တော်သေးပါအဆိုပါကာလအတွင်းခွဲစိတ်မှုခံယူထားသည့်ဖက်နှင့်မျက်လုံးကိုနေ့စဉ်အိယာနိုးထလာသည့်မနေ့ပိုင်း၌တန့်စင်ပေးပြီးမှ မျက်စင်းစေးခတ်ပေးပါဤအတွက်ဆေးရုံမှအစီအစဉ်ပေးအပ်သော ိုးတတ်ထားသည့်ဂွန်းတံဖြင့်စားရည်ကိုဆွယူကာမျက်လုံးကိုတုပ်ယူတန့်စင်ပေးပါအချက်နှင့်သုံးဆွဲစေရန်ညွန်ကြားထားသည့်ဈေးဝါသည်အနာဂိုလီမြန်စွာပျောက်ကင်းစေပြီးယောဂဘုကူးဆက်မှုမဖြစ်အောင်ကာကွယ်ပေးနိုင်သဖြင့်ဆရာဝန်၏ညွန်ကြားချက်များကို တင်းကျပ်စွာလိုက်နာ၍မျက်စင်းအဆက်ချစေနှင့်မျက်စင်းကလိန်စေကိုသုံးဆွဲပါ အချက်သုံးမျက်လုံးကိုမပုတ်ရမျက်လုံးပတ်ဝန်းကျင်တဝိုင်အားကင်းထန်စွာ ထိခိုက်ဆောင်တိုက်မှုမှမဖြစ်အောင်ရှောင်ရှားပါ။ဤအတွက်အိယာဝင်တိုင်းမျက်လုံးအုပ်ကိုပိတ်အုပ်ထားပေးရပါမည်။နေ့ချင်းနိုးနေစဉ်အတွင်းမျက်လုံးအကာအကွယ်မျက်မှန်တပ်၍နေထိုင်သွားလာရပါမည်။ဤအတိုင်းဆရာဝန်ညွန်ကြားချက်နှင့်အညီဆက်လက်ရေးမှ28ရက်ကြာတိုင်နာလှုပ်ဆောင်ရပါမည်။မန်ကန်သည့်မျက်လုံးတုပ်ယူတန့်စင်မှုရှေ့ဦးစွာ ညလုံးသုံးယူတန့်စင်မှု၃ပစ္စည်းများဖြစ်သည့်ညလုံးဆေးကြောစားရင်နှင့်ပိုးတတ်ထားသောဂွန်းတံကိုပြင်ဆင်ထားပါထို့နောက်အောက်ပါနီလန်းအတိုင်းလိုက်နာလှုပ်ဆောင်ပါ၁ဆပ်ပြန်နှင့်ရေကိုလက်ကိုစင်ကြယ်အောင်ဆေးကြောပြီးနောက်တန့်စင်သည့်အဝတ်ဖြင့်လက်ကိုချအောင်တုပ်ပါနှစ်မျက်လုံးအုပ်ကိုတေချာဂီယူဆိုက်၍ဖြုတ်ထုတ်ပါ။၃ ချားရည်ဘူးကိုဖုံးဖွင့်ရဖုံးကိုစောင်းလျက်သို့မဟုတ်ပက်လက်လျက်လျက်ထားပါယောဂဘုတ်ကူးဆက်မှုမှာကာကွယ်ရန်အတွက်အဖုံးကိုမှောက်လျက်မချထားရချားရည်ဘူးဆိုအတွင်းဖက်ပြင်မျက်နာကိုလက်ဖြင့်တိုက်ရိုက်မထိတွေ့အောင်သတိပြုကင်တွေ့ပါလေပိုတပ်ပြီးတော့ဂွန်းတန်ထုတ်ကိုဖြည့်ထုတ်ပါဂွန်းတန်ကုန်တစ်ခုချင်းစီကောက်ယူကင်တွေ့ပါ မျက်လုံးကိုတုတ်ယူမိဂွန်းတန်အဖျားပိုင်းကိုလက်ဖြင့်မထိတွေ့အောင်ဂီယူပြုတ်ကင်တွေ့ပါဂွန်းတန်အဖျားပိုင်းများကိုလည်းလက်ဖြင့်မထိတွေ့ရန်သတိပြုလှုပ်ဆောင်ပါနာသားရည်ဘူးဆို့ထိတ်ကိုဂွန်းတန်ဖြင့်မထိတွေ့အောင် သတိထားလျက်ဂွန်းတန်ပြားနှစ်ဖက်စလုံးကိုဆူရွှဲအောင်သားရည်ကိုလောင်းချဆွပေးပါ6လူနာကိုမျက်လုံးဖွင့်လျက်အောက်ဖက်သို့စိုက်ကြည့်ပါစေ လူနာမျက်နာနှင့်တပြေးသည့်ဖြစ်အောင်ဂုဏံကိုကင်လျက်အပေါ်မျက်ခွန်မှဆ ảy ွေတုပ်ပါမျက်လုံးအတွင်းဘက်မှမျက်လုံးအစွန်းဘက်သို့လာရတစ်ဖက်တည်းတုပ်ပါအသွားပြန်ရှိတိုးနောက်ငယ်မတုပ်ရခနှင့်ချိုးနောက်ဂုဏံဤတန်းစင်နေသေးသည့်အခြားတစ်ဖြားဖက်ကိုသုံး၍အပေါ်မျက်ခွန်ကိုတုပ်ပေးပြီးနောက်ဂုဏံကိုစွန့်ပစ်လိုက်ပါဤသို့တုပ်ပေးပြီးတိုင်အောင်လုံးဝမတန်းစင်သေးကြောင်တွေ့ရှိပါက ဂုဏ်ဏအသက်ကိုတုံး၍ထမှန်တုပ်ယူတန့်စင်ပေးပါ။ရှစ်အပေါ်မျက်ခုံကိုတန့်စင်အောင်တုပ်ပြီးနောက်အောက်မျက်ခုံကိုဆက်၍တုပ်ပါ။ဤအတွက်လူနာကို မျက်လုံးဖွင့်လျက်ပေါ်သို့စိုက်ကြည့်ပါစေ။ယခင်အတိုင်းပင်မျက်လုံးအတွင်းဘက်မှမျက်လုံးအစွန်းသို့တန့်စင်သည့်အထိတုပ်ပေးပါ။ကိုမျက်လုံးအတွင်းဘက်နေရာကိုတောက်ယူတန့်စင်ရာ၌ဂွန်းဏံကို မျက်လုံးအတွင်းဘက်နေရာပေါ်တင်လျက်ဂွန်းတံပြားကိုနှကောင်းဖဲသို့မှွေယူတန့်စင်ပါတတိပြုရာတစ်တကြိမ်သုတ်ထားပြီးသောဂွန်းတံကိုထပ်၍အသုံးပြုလိုပါကမတုပ်ရသေးသောဂွန်းတံတခြားတစ်ဖက်ဖြင့်သာတုပ်ရပါမည်သို့မဟုတ်ပါကဂွန်းတံအစ်စ်ကိုလဲ၍တုပ်ပါနှစ်တုပ်ရ၌မျက်လုံးအတွင်းဘက်မှမျက်လုံးစွန်းဘက်သို့လားရတစ်ဖက်သီးသာဆွဲ၍တုပ်ယူပါ ရှေတိုးနောက်ပြန်မတော့ရပါမန်ကန်သည့်မျက်လုံးဆဲရည်အဆက်ချမှုနှင့် မျက်စိမ်းခတ်မှုနီလန်လူနာအနေနှင့် ပိုးသက်ထားသောဂွန်းတံမျက်စိအဆက်ချဆေးဘူးသို့မဟုတ်မျက်စင်းဆေးဘူးကိုပြင်ဆင်လျက်အောက်ပါအတိုင်းလှုပ်ဆောင်ရမည်တလက်ကိုတန်ဆင်အောင်ဆေးချော၍တန်ရှင်းသည့်အဝတ်သို့မဟုတ်လက်သုတ်ထ िश ူးဆက်ကူဖြင့်လက်ကိုချအောင်တုပ်ပါနှင့် မျက်လုံးဆက်ချဆေးဘူးသောမဟုတ်မျက်စိခတ်ဆေးဘူးဤဘူးဆိုအတွင်းဘက်မျက်နှာပင်ကိုလက်ဖြင့်မထိတွေ့အောင်သတိပြုလျက်ဆေးဘူးအဖုံးကိုဖွင့်ယူကာပြင်ပပစ္စည်းနှင့်မထိတွေ့ကာကွယ်ရန်အမြဲပြင်ဖုံးကိုစောင်းလျက်သောမဟုတ်လန်လျက်ထားပါ၃ဆေးဘူးကိုလောက်ခါပေးပြီးမှဆက်ချရမည့်ဆေးမျိုးဖြစ်ပါကဆေးဘူးကိုတစ်ချိန်တစ်ချိန်အထက်အောက်လံပြီးမှ ဖုံးကိုဖွင့်ယူပါလေး ဂွန်းတန်ဤအခြားတစ်ဖက်ကိုတန်ဆင်အောင်ခြံထားနိုင်ရန်ဂွန်းတန်တစ်ချောင်းအားအဖျားတစ်ဖက်မှဂိုင်တွယ်ပါငါလူနာဤမျက်နာကိုအပေါ်သို့လန်ထားရပါမည်ဆေးရည်ဆက်ချချိန်၌ဆေးရည်ကိုမျက်တောင်နှင့်မထိတွေ့စေရန်အတွက်လူနာအားမိမိ၏နဖူးကိုမော်ကြည့်သည့်ပုံစံမျိုးဖြင့်မျက်လုံးဖွင့်၍နေပါစေ6 အောင်မြက်ခုံအတွင်းဘက်အနီးနေရာကိုမြင်ရသည့်အထိအောင်မြက်ခုံကိုမတန်သည့်လက်လက်ကလေးသို့မဟုတ်ဂွန်းတံဖြင့်ဖိချမှုမပြုဘဲမြက်ခုံဖြဲချနိုင်ရန်ထိလျက်မြက်ခုံကိုအောက်သို့ဖြဲချပါထို့နောက်တန်သည့်လက်ဖြင့်မျက်စိအဆက်ချဆေးဘူးကိုမျက်လုံးမှ1စင်တီမီတာခန့်ခွာ၍ဂိုင်လျက်အောက်မြက်ခွန်အတွင်းဖက်အနီးနေရာစီသို့ဆဲရည်အဆက်ချအောင်လက်ဖြင့်ဆေးဘူးကိုညင်သာစွာဖြင့်ညစ်ပေးပါ ခနစ်30စက္ကန့်မှ10မိနစ်အထိမျက်စိကိုညင်သာစွာပိတ်ထားပြီးနောက်မျက်လုံးကိုပုံမှန်အတိုင်းဖွင့်ပါမျက်လုံးပိတ်လိုက်သည့်အချိန်၌မျက်လုံးထဲမှဆေးရည်များထွက်လာပါကသင်္ကန်ထားသည့်ဂွန်းတံဖြင့်ဆေးရည်ချောင်းမြင်သာစွာတို့ထိဆုပ်ယူပါမျက်စိခတ်စေအသုံးပြုခြင်းကို အများအဖြစ်အိယာမွင်ကင်းပြုလုပ်လေရှိပြီးအခြားဆေးများအဆက်ချထားပြီးပြီးစီးပြီးနောက် နောက်ဆုံးအဆင့်မှသာလှုပ်ဆောင်ရပါမည်ဤအတွက် အောက်ပါအတိုင်းလိုက်နာလှုပ်ဆောင်ရပါမည်တမျက်စင်းခတ်ချိန်မျက်တောင်နှင့်သေးမတိစေရန်လူနာဤမျက်နာကိုအပေါ်သို့လန်ထားစေလျက်မိမိနှဖူးကို ကြည်သည့်ပုံစံမျက်စိဖွင့်ထားပါ။နှင့်အောက်မျက်ခွန်အတွင်းဘက်အနီးနေရာကိုမြင်ရသည့်အထိအောက်မျက်ခွန်ကို မတန်သည့်လက်ဤလက်ခလဲဖြင့်သို့မဟုတ်ဂွန်းတံဖြင့်ဖိချမှုမပြုဘဲမျက်ခွန်ဖြဲချနိုင်ယုံထိလျက်မျက်ခွန်ကိုညင်သာစွာ အောက်သို့ဖြဲချပါထို့နောက် အောက်မျက်ခွန်အတွင်းဘက်အနီးနေရာစီသို့မျက်စိမ်းခတ်ဆေးဘူးမှဆေးသားများထိကြလောင်တန်သည့်လက်ဖြင့်ဆေးဘူးကိုမျက်လုံးအတွင်းဘက်မှမျက်လုံးအစွန်းဘက်သို့ညင်သာစွာဖိညစ်ပေးပါဤသို့ ဆင်းညစ်ထင်ရ၌ယောဂဘုကူးဆက်မှုမှကာကွယ်နိုင်ရန်ဆေးတောင့်ထိတ်ကို မျက်လုံးအတွင်းပိုင်းသို့ မထိတွေ့စေရန်သတိပြုလှုံ့ဆော်ရပါမည်မျက်စိဆေးထင်ရ၌ဆံအောင်တတ်မှတ်ထားသောအချိန်စရာရပြုလုပ်ပေးရမည်တို့ရတွင်လိုအပ်ပါကမိမိတင်တော်မည်ထဲထမှုအချိန်ကိုညှိနှိုင်းပြောင်းလဲနိုင်တော်လဲဆရာညွှန်ကြားထားသည့်အချိန်ရဲ့အတွက်နှိစအောင်ဆေးထက်ပေးရမည်ဆေးထက်ရန်မြေသွားပါကတတိယရချင်းဆေးထက်ပေးပါ အတွင်းတိမ်ခွဲစိတ်ကုသမှုခံယူထားသည့်မျက်လုံးချမ်းတွင် ရေတိမ်ယောဂလက္ခဏာရှိနေ၍ရေတိမ်ကုသဆေးကိုပါသုံးဆွဲနေရသူလူနာဖြစ်ပါကငိုရေတိမ်ထက်ဆေးဘူးဟောင်းကို အစားထိုးသုံးနိုင်ရန်ရေတိမ်ထက်ဆေးဘူးအသည့်ဖြင့်လဲပေးပါမည်။ဤသို့ဆေးဘူးအသည့်လဲပေးရခြင်းအကြောင်းမှာအတန်ကြာဘူးဖွင့်သုံးပြီးသောဆေးဘူးသည်ပိတ်မတန့်ရှင်းသောသဖြင့်ခွဲစိတ်ကုသမှုပြုထားသောမျက်လုံးနှင့် ဆက်လက်၍သုံးဆွဲရန်မသင့်တော်သောကြောင့်ဖြစ်ပါသည်။ဤသို့အားဖြင့်ဆေးဘူးဟောင်းမှရလာနိုင်သည့်ယောဂကူးစက်မှုကိုကာကွယ်နိုင်ပါသည်။ထို့အပြင် မျက်လုံးအဆက်ချစေနှင့်မျက်စိမ်းခတ်စေနှင့်ပတ်သက်၍တိမတ်ထားရန်လိုပါသေးသည်။မျက်လုံးအဆက်ချစေအမျိုးများစွာကိုသုံးဆွဲရပါကတစ်မျိုးနှင့်တစ်မျိုးကြား၅မိနစ်မှ၁၀မိနစ်ခန့်ချာ၍ထည့်ပေးပါ။အကယ်၍ မျက်စိမ်းခတ်ဆေးပါ သုံးဆွဲရပါကမျက်စိမ်းခတ်ဆေးကို သုံးပြီးနောက်ခဏတာမျက်လုံးမွဲပြနေနိုင်သဖြင့်မျက်စိအဆက်ချဆေးကိုဥစွာသုံးပြီးမှသာမျက်စိမ်းခတ်ဆေးကို နောက်ဆုံးအဆင့်ထားသုံးဆွဲပါမင်္ဂန်တိမျက်လုံးအုပ်နီးအောက်ပါနီးလမ်းများအရလိုက်နာလှောက်ဆောင်နိုင်ပါသည်တိမျက်လုံးပိတ်အုပ်ကိုနေ့စဉ်ဆက်ပြနေရေဖြင့်တန်းစင်ဆေးကြော၍ 6အောင်တုပ်ပါ အရက်ပြန်၌တုပ်ပေးရန်မလိုအပ်ပါမျက်လုံးပိတ်အုပ်ကိုပြုတ်ချင်းပေါင်းချင်းရေပူ၌စိန်ချင်းမပြုတ်လောက်ရပါနေ့ငါးလက်မမ6လက်မခံသို့မဟုတ်ဓမိုက်ခံအရှိပလတ်စတာ3ခုကို ဖြတ်ယူ၍အစ3ခုစလုံးတစ်ဖက်ဖက်ကိုခောက်ရက်ခဏချထားပါ၃ခွဲစိတ်ခံထားသောမျက်လုံးဖက်ချမ်းကို မျက်လုံးအပိတ်အုပ်ဖြင့်တစောင်းဆွေလျက်အုပ်ပေးပါပိတ်အုပ်ဤခုံးဖက်ချမ်းကိုမျက်လုံးဆုံးဖက်သို့မဟုတ်နှထင်ဖက်၌အပိတ်အုပ်ဤအဖြောင်းဖက်ချမ်းကိုနာဒံဖက်၌ထား၍အုပ်ပေးပါလေနာဒံတစ်ဖက်ချမ်းစီပိတ်အုပ်အတွင်းဖက်နာဆုံး၌ပထမပလတ်စတာကိုကပ်အုပ်ပေးပါဒုတိယပလတ်စတာကိုပိတ်အုပ်ဤအပြင်ဖက်အနားဆုံး၌တစောင်းဆွေလျက် ကပ်အုပ်ပေးပါတတိယပလာစတာကိုအပြင်ဘက်ဆုံး၌ရမ်းမြန်စွာထအုပ်ပင်ချင်းဖြင့်ပိတ်အုပ်သည်မျက်နာနှင့်ချက်ချက်ရက်ရက်ကပ်နေအောင် ပြုလုပ်ပေးပါသို့မှသာဒူနာအိပ်ပျော်နေချိန်တွင်လက်ဖြင့်မတော်တဆထိုးသိမ်း၍မျက်လုံးထိမှုကိုရှောင်ရှားနိုင်ပါသည်ငါ မျက်လုံးဆရာဝန်မှမျက်စိအုပ်အဝတ်ကိုပါသုံးဆွဲစေရန်လမ်းညွှန်ထားပါကလူနာဤမျက်လုံးကို မိတ်ထားပြီးမှအဝတ်ကိုမျက်စိပေါ်သို့အုပ်တင်ပါအရှိလေးလက်မှရွယ်ပလတ်စတာနဆာကိုဖြတ်၍မျက်လုံးအုပ်အဝတ်ပေါ်သို့ကတ်ချပါထို့နောက်မှမျက်လုံးအပိတ်အုပ်ကိုထပ်၍အုပ်ချပါ နေဖဲ့နိုင်မျက်လုံးအုပ်ထားရန်ဒုနာမမလိုလားပါကနေကမျက်မှန်သို့မဟုတ်နေကမျက်မှန်ကိုအစားထိုးတက်လျက်မျက်လုံးကိုဖို့ထိမှုမှကာကွယ်ပေးနိုင်ပါသည်အတွင်းတိမ်ခြေဖက်ခွဲစိတ်ကုသမှုခံယူပြီးနောက်မျက်လုံးကျဉ်ဆက်ခြင်းမျက်လုံးရားရန်ခြင်းပုံမှန်ထက်ပို၍မျက်ရည်စည်းကြခြင်းစသည့်လက္ခဏာများဖြစ်နိုင်ပါသည်ပါပင်ပေါ်စည်းကြလာသည့်မျက်ရည်များကိုဒုနာအနေနဲ့ တန်းရှင်သည့်ဝတ်စသုံးမဟုတ်ထ िश ူးဆက်ကူဖြင့်တုပ်ပေးနိုင်သည်သို့သော် မျက်လုံးကိုတုတ်လိုပါကပိုးသက်ထားသောဂွန်းတံသုံး၍မန်ကန်သည့်နီလန်းဖြစ်သာလှုပ်ဆောင်ရမည်။ကဲ၍မက်ဆီပို၍နီလာခြင်းသို့မဟုတ်မျက်ချေးပို့များလာခြင်းအောင်းအံ့ရသည့်အထိမျက်လုံးကိုင်လာခြင်းယခင်ထက်ပို၍မျက်စီမုံမွားလာခြင်းသို့မဟုတ်မျက်ခွန်ရောင်ရမ်းလာခြင်းစသည့်မူမမှန်သည့်လက္ခဏာအခြေအနေများပေါ်ပေါက်လာပါကထိန်းထားသည့်ရက်မတိုင်းမီဆရာဝန်နှင့်လာ၍ပြသနိုင်ရန်ဆေးရုံထံဖုံးဆက်၍ရက်ချင်းယူနိုင်ပါသည်။ မျက်စိအတွင်းတိမ်ခြေဖက်ကုသမှုပြုပြီးနောက်လူနာသည် စာဖတ်ခြင်းရုပ်မြင်သံကြားကြည့်ခြင်းစသည့်နေ့စဉ်ဘဝနေထိုင်ပြုခြင်းမှုကိုပုံမှန်တိုင်းပြုလုပ်နိုင်ပါသည်ဤကာလအတွင်းအားကစားလုပ်လိုပါကတိမ်မပြင်းထန်စေပဲဖြင်းခြင်းပေါ်ပါစွာလှုပ်ဆောင်နိုင်သည်အားဆိုင်ညှို့ထုံမှုပြုရမည့်ကိစ္စများကိုမလုပ်ရပါပြင်းထန်ကြားချောင်းဆိုးခြင်းနာခြေထုံမှုကိုရှောင်ကြဉ်ရပါမည်အလုံးအမင်းချောင်းဆိုးသည့်လက္ခဏာရှိပါကဆရာဝန်နှင့် တွေ့ဆုံ၍ချောင်းဆိုးပြောက်ဆေးကိုလက်ခံတောက်သုံးပါ။နာချင်းချင်းမာကမအောင်ထားပဲပါဇက်ကိုဖွင့်၍နာချင်းချင်းဖြင့်လေဖိအားကိုအပြင်သို့ထွက်လောင်းလမ်းလွဲပါ။ထို့အပြင်အလေးဆွန်ရ၌မစင်ကိုအလွန်အမင်းညှို့ထုံမှုမှရှောင်ကြဉ်ပါ။အစားအသောက်ကိုပုံမှန်အတိုင်းစားတောက်နိုင်ပါသည်။ချွင်းချက်အားဖြင့်စီးချိုသေတိုစသည့်ယောဂရှိသူ ဖြစ်ပါကဆရာဝန်ညွန်ကြားချက်နှင့်အညီတင်းကျပ်စွာ လိုက်နာစားသုံးပါ။ C38 မိမိကိုကိုဂီယူဆိုင်လျက်မန်ကန်သည့်နီလန်းနှင့်အညီပြုကျင့်လိုက်နာခြင်းဖြင့်ချင်းဆိုချက်အရာဆရာဝန်နှင့်ပုံမှန်သွားရောက်တွေ့ဆုံပြသခြင်းဖြင့်အမြင်အာရုံလေးမြန်စွာပြောင်းလဲ၍ရရှိစေပြီးယခင်ကအတိုင်းပင်ပြောင်းလဲ၍ဘဝကိုပျော်ရွှင် ချမ်းမြေ့စွာ ဖြတ်သန်းနေထိုင်နိုင်စေပါမည်ရတနေမျက်စိဆေးရုံမှာ စိတ်ရင်းစေတနာများဖြင့်တင့်ကိုအမြဲဝန်ဆောင်ပေးနေပါသည်